မင်္ဂလာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တူဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာ ဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ကနအောင်ကနှုတ်ခွန်းဆက်ပါရရှင်မင်္ဂလာပါဗျာဝင်နေ မ္မတိလက်ဆောင်ကဏ္ဍကိုပြင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့နှုတ်ဝင်ပါလား26ရင်းဒီမှာကျက်ရောက်တဲ့မွန်နီရှင်များကတော့ချမ်းသာရွာမှာဖိတ်တူတာနိုင်ဘိုက်ကောမျိုးမှာမပင်စီဘိုက်ကောမျိုးမှာပဲပေါ်ရိတ်ကမင်းဝင်းမျိုးမှာကျော်ဆန်းဝင်းကလေးမျိုးမှာဦးလာအောင်လိုင်းလင်းမျိုးမှာမမူထွေ မန္တလေးမြို့မှာမိစုမြကြီးနာမှာမဆွမ်းအပ်ကံကျူးမြို့မှာမခင်စံတီခန်းဒီမှာမမဂရက်ခောစာမကွေးတိုင်းမင်းလာမြို့နယ်စစ်ဖျားရွာမှာစုမင်းအောင်စေကျိုးတဲ့တိလာချင်းအရင်ကိုင်းမှာစစ်စဲဖြစ်စီလိန်းလိုပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ26ရက်နေ့မှာကြက်ရောက်တဲ့မိုးနေရှင်များ ကြီးစုနာစင်အပေးနေသူများအားလုံးပေါ့ ဖာဘုရားသခင်ရဲ့ကောင်းကြီးကြီးကြီးတော်များ စားတဲ့တဘူတို့၏ထန်သာရပါသေးကြောင်းအဆက်သမားတရားမြမပိုင်းစီစဉ်ပါဘိုင်းတော်သူဘိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်တောင်းပေးရင်ဒိတန်ရှင်အောင်ကိုလက်စီဆိုထားတဲ့အလင်းပြပါဆိုတဲ့ဓမ္မတချင်ကိုတင်ဆက်ပေးလိုက်ပါတယ် သာနေခင်တွေပြများကိုမြစ်တဲ့ရင်မူအိမ်မာတိတရားတွေပြောက်ကင်းလို့သာနေတိုင်းရဲ့မမီကန်းရဲ့မမီရင်းမြုံလို့မောင်ကဘာတွေမာကိုမြင်နိုင်တရားကိုမြင်နိုင်မြစ်တဲ့ရင်မြုပ်ခါနေ ောင်းမုံကပါလူသားတွေဇုံမိုက်လူသားလေးကင်တွေအပြင်းများကိုနှစ်သက်ယူနေမိမာတီတရားတွေကြောက်ကင်းလူသားတွေ

ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာဩတနာကယုဏရှင်ဖခမိတော်ဗျာကိုရောဒီသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကယုဏတော်ဖြင့်ထူမပေးတော်မူပါသာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကိုအမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍သွန်လောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဖဆုတ်ကိနာခြေလာစွာသောညီကူမောင်နှမအပေါင်းတို့ယင်းနေ့က34ချိန်မြောက်တမန်တော်မဲ့ရဲ့ဘုဒ္ဓဟူးနေ့ဖြစ်ပါれမိတ်ဆွေတို့ရောက်စီတိုင်းကိုဖျားသခင် ကောင်းကြီးပေးပါစေမြန်မာပြည်ကြီးလည်းမကြမီအလင်းမြန်ကြီးချမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါれတခါကား ညတညမှာလူနှစ်ဦးကကျေယောင်လာရောင်တွေကို အားကိုးပြီးတော့တစ်တော်ကြီးတစ်ခုကိုဖျက်တမ်းကခยีပြူခဲ့ကြပါလေအဲဒီလိုတစ်တော်ကြီးကိုဖျက်တမ်းနေတော့မှာပဲရုတ်တရက်မိုးတိမ်တွေဖုံးအုပ်ပြီးတော့ကျေယောင်လာရောင်တွေပျောက်သွားခဲ့ပါလေမိုးတိမ်တွေပုံမထူထက်လာပြီးလျက်စီးတွေလည်းလက်လာခဲ့တယ်အဲဒီလိုမိုးမောင်ကျပြီးတော့လျက်စီးတွေလက်နေတဲ့အတွေ့ပရမလူတအူးကတော့စူဆဲချိန်မောင်းနေခဲ့ပါလေ နောက်ခီးသွားဒုတိယတူကကြတော့စူဆဲချိန်မောင်းတာမျိုးမလုပ်ဘဲနဲ့လျက်စီးအလက်လိုက်မှာ ဝင်းကနဲ့ဖြစ်သွားတဲ့အချိန်အဲ့ဒီအချိန်လေးတွင်းမှာရှေ့မြင်ဝင်းကိုကြည့်ပြီးတော့အပြေးတစ်ပိုင်းလေးနဲ့ခီးဆက်ခဲ့တယ်။မှောင်သွားတဲ့အချိန်မှာခဏရက်လိုက်လျက်စီးဝင်းလက်သွားတဲ့အချိန်မှာခီးဆက်လိုက်နဲ့ထိုကဲ့သို့ပြုလို့ရင်သူဟာတစ်တော်ကြီးကိုကျော်လွန်ပြီးတော့လိုယာခီးကိုရောက်သွားနိုင်ခဲ့ပါတယ်။ ပထမခီးသွွားတူကကြတော့စုဆဲကျင်းပေါင်းရင်းနဲ့တော်ထဲမှာပဲမိမိရက်နေတဲ့နေရာမှာရင်းလမ်းပြောက်ပြီးတော့ကြံခဲ့ပါတယ်တဲ့ညီကောင်မောင်မပေါင်းသူဒီဖြစ်ပြက်လေးမှာနှစ်ဦးစလုံးတွေအမောင်တုလွှမ်းမိုးခံရသလိုနှစ်ဦးစလုံးတွေလျက်စီးအလင်းရောင်တွေလည်းရရှိခဲ့ကြတာဖြစ်ပါတယ်တူကတော့ကြားရောက်လာတဲ့ဒုက္ခအခက်ခဲအစင်မပြေမှုတွေကို ထိုင်ဆဲနေရင်းနဲ့လမ်းပြောက်ကြံခဲ့တယ်တော့ဒုတိယတူကကြတော့ ြားရောက်လာတဲ့အခက်ခဲကိုညီးတွားမနေပဲထိုအခက်ခဲချမ်းမှာရှိနေတဲ့အလင်းရောင်ကိုအခွင့်အရေးတစ်ခုအနေနဲ့အမိအယအသုံးပြုနိုင်ခဲ့တဲ့တွေ့လိုရာခီးပန်းနိုင်ကိုဘေးကင်းစွာ ရောက်ရှိသွားနိုင်ခဲ့တာဖြစ်ပါရဲ့ညီကိုမောင်နှမအပေါင်းတို့ယနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်မှာတခင်ခရစ်တော်ရဲ့နာမတော်ကြောင့်မတရားဖန်ဆီးညှင်းဆဲခြင်းတွေခံရမယ် အကျဉ်းတောင်များမှာအနံကျင်းတွေခံရမယ်ဒါပေမဲ့ထိုမူရာဟာဘုရားသခင်ရဲ့နာမတော်ကိုတက်တည်ခံရန်အချိန်ခါကောင်းဖြစ်တယ်ဆိုပြီးတော့ကြာရောက်လာတဲ့အခက်အခဲတွေကိုစိတ်ပြက်ခြင်းမရှိဘဲအခွင့်အရေးတစ်ခုအနေနဲ့အသုံးပြုတတ်ရန်ညွှန်ကြားထားတာကို တွေ့ရှိရပါတယ်သို့တော့ဤချင်းရများအားလုံးဖြစ်ပြက်မီလူတို့ဒီငါဤနာမကြောင့်တင်တို့ကိုဖန်စီညင်စေကြလိမ့်မည်လူတို့ဒီတင်တို့ကို တရားစီရင်များနှင့်အချင်းတောင်များတွင်အနံ့ကြွေတင်တို့သည်ဘုရင်များနှင့်မြို့ဝန်များ၏ရှေ့မှောက်သို့ခေါ်ဆောင်ကြီးခံကြရလိမ့်မည်ဤဒီကတင်တို့တတ်သည်ခံရန် အချိန်ခါကောင်း ရှိလိမ့်မည်ဆိုပြီးတော့ရှင်လူကာခန်းကြီး27အငယ်စနစ်ကနေ73မှာခွန်အားပေးထားတာကိုတွေ့ရပါတယ် I am the truth ငါသည်အမှန်တရားဖြစ်၏လို့တခင်ခရစ်တော်ဘုရားကိုယ်တိုင် မိန်ကြားထားခဲ့တဲ့အရာတွေရှိပါတယ်။ဒါကြောင့်အမှန်တရားကြောင့်မတရားဖန်ဆင်းခြင်းလဲခံရတာမတရားအမှုစီရင်ပြီးတော့အကျဉ်းတောင် ခံရခြင်းများဟာလည်းပဲတခိခရစ်တော်ရဲ့နာမတော်ကြောင့်ဒုက္ခခံရခြင်းလို့လဲဆိုနိုင်ပါ रे အမှန်တရားတိုင်းနေတိုင်းကြည်ကြံခြင်းဟာလည်းပဲတခိခရစ်တော်ရဲ့တမန်တရားတော်ကိုလိုက်နာခြင်းနဲ့ဖျားသခင်ကိုတတ်တည်ခံခြင်းနဲ့အတူတူပါပဲ တင်တို့တွင်အချို့ကိုသူတို့တတ်ကြလိမ့်မည်တင်တို့ဒီငါဤနာမကြောင့်လူအပေါင်းဤမုံတီးခြင်းကိုခံကြရလိမ့်မည်သို့တော်တင်တို့ဤဥကောင်းမှာစံကြီးတပင်မြပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်အီကြီးခိုင်မာခြင်းအဖြစ်တင်တို့ဒီတင်တို့ဤအသက်ကိုပိုင်ဆိုင်ကြလောဆိုတော့ရှင်လူကာအခန်းကြီး27အငယ်ဆက်ခွန်ကနေ29မှာလဲထို့သို့မိန်ကြားပြီးတော့ ခွန်အားပေးထားတာကိုလည်းထပ်မံတွေ့ရှိရပါတယ်။သခင်ခရစ်တော်ရဲ့နာမတော်ကြောင့်တနည်းအားဖြင့်အမှန်တရားကြောင့်သင်တို့ကိုမုန်းတီးပြီးတော့အချို့ကိုတတ်လိုက်မယ်တဲ့။ဒါပေမဲ့ထိုအရာကိုမကြောက်ရွံ့ပဲထိုခက်ခဲကိုအခွင့်အချိန်ကာကောင်းဖြင့်မှတ်ယူပြီးတော့အဆုံးတိုင်အောင်တည်ကြည်ခိုင်မာခြင်းဖြင့်ထာဝရတဲ့ရရှိနိုင်အောင်အောင်ဝဲခံနိုင်အောင်ကြိုးစားကြပါ တင်တို့ကထို့သို့ကြိုးစားကြမယ်ဆိုရင်တင်တို့ရဲ့ဥကောင်းမှစံကြည်ပြီးတမင်ကိုမြပျက်စီးဆုံးရှုံးမှုမရှိအောင်ဖျားခင်ကကာကွယ်စောင့်ရှောက်ပေးနေမယ်ဆိုပြီးတော့တခင်ခရစ်တော်ကခွန်အားပေးနေရာရောက်ပါလေ။ဒါကြောင့်ချစ်တော်ညီကူမောင်တို့မှာပေါင်းသူကာယရေးမှာတော်လကောင်းဝိညာဉ်ရေးမှာတော်လကောင်းအမှန်တရားတွေမတရားပြိနှိတ်ခံရတာတွေခွဲခြားဆက်ဆံခံရတာတွေမတရားအမှုရင်ဆိုင်ခံရတာတွေ နော်ထိုးရာတွင်ရင်ဆိုင်ကြုံတွေ့ရတဲ့အခါစိတ်ပြည့်အငယ်ခြင်းအစာအဆုံးတိုင်အောင်တည်ကြီးခိုင်မာသောအမှန်တရားကိုမျက်နှိုးတဲ့သူတွေဖြစ်နိုင်အောင်ကြိုးစားရင်လူဝတ်သောကြီးစုများလည်းဆက်လက်တောင်းခံသွားကြပါစို့ဒီနေ့မှာဟိုးတစ်ဖက်စီက marriage ကို ရှိရင်စွဲထက်ကြော်လွန်ပြီးပုံမကောင်းမွန်အောင်ကောင်းတဲ့တဲ့ကောင်းအောင်မပြုတ်ပြင်တဲ့အိမ်တော်ကြီးလောကကြီးမှာမရှိတော့ပါဘူးဆိုတဲ့အကြောင်း message ပေးသွားခြင်းပါတယ်တရရှင်များရှင်လက်ထပ်ထိမ်းများပြီးပေါင်းသင်းတိဆောက်လာကြတဲ့အိမ်တော်ကြီးတိုင်းမှာနှစ်ဦးစလုံးကလိုလိုလားလားနဲ့လုပ်ငန်းတစ်ခုလိုအိမ်တော်ကြီးကိုပိုးပို့ပြီးတော့ကောင်းမွန်အောင်ကြိုးစားပြီးလှုပ်ဆောင်ကြရမှာပါတူဦးပေါ်တူဦးလဲချစ်ချင်းမြတ်တာအပြည့်နဲ့အယိုးအသေးပေးကြတာကလည်း အမားကန်အမွှာတိုင်လိုပဲတတ်မှတ်လို့ရပါတယ်။ဂျင်ဂျင်နာနာနဲ့ပြောဆိုဆက်ဆံပြီးတော့အဟစ်စုပူတာတွေမလုပ်ဖို့လိုပါတယ်ရှင်။တူဦးနဲ့တူဦးစိတ်ရှည်ပေးမှသာအိမ်အောင်ရေးကတူးတက်ပြီးတားရမှာပါ။တစ်ခါတလေမှမှားသွားခဲ့ရင်လေအရင်အမြန်တောင်းပန်စကားတွေပြောတာအကောင်းဆုံးမှာအာဃာတတွေထားနိုင်မဲ့အစားခွင့်လွှတ်မှုကိုရွေးချယ်လိုက်ပါ။မှားသွားတဲ့အမှားကိုလည်းမှတ်ထားပြီးငြိမ်သက်နေတယ်ဆိုတဲ့လက်နက်ကိုမသုံးမိဖို့လည်း လိုအပ်ပါတယ်။စိတ်ထဲမှာမကြေမနပ်ဖြစ်နေခဲ့ရင်လည်းစက်တီရှိတဲ့အိမ်အောင်ကြီး marriage ဖြစ်ဖို့ချက်ဆန့်လိုက်ပါ။နေစဉ်နေတိုင်းငင်းငင်းချမ်းချမ်းနဲ့နေထိုင်ကြင်ကြံတာကအိမ်အောင်ကိုစက်တီအပေါင်းနဲ့တင့်တယ်သွားစေပါတယ်။အိမ်အောင်ကြီးမှာကခွလွတ်ချင်းဆိုတာကရင်နဲ့တခါတည်းလှုပ်ဆောင်ပြရတဲ့နေပြရတဲ့လုံရမဟုတ်ပါဘူးရှင်။ lifestyle တခုလိုပဲပြုမူရမှာပါမိမိရဲ့အရင်တည်းကကိုယ်ပိုင်ဆိုင်တဲ့အချစ်မြတ်တာဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှခွင့်လွှတ်ရတာကိုစိတ်ပင်ပန်းနဲ့လို့မထင်ပါနဲ့ရှင်တခြားမို့နှစ်ဦးစလုံးကချစ်ချင်းမြတ်တာကိုတမင်ကိုရည်ရွယ်ပြီးတော့ပိုးပို့ပြီးတော့တိဆောက်ယူကြရမှာပါဒါကြောင့်တူကိုတူလက်တွဲလို့ဟာသရီရေမောစရာတွေပြောရင်းနဲ့နှစ်ဦးတည်း date လုပ်ပြီးတော့စိတ်လက်ပေါ်ပါစေမယ့်အရာတွေကိုရွေးချယ်သွားဖို့ တဦးနဲ့တဦး surprise တိုက်ကြလို့ချစ်ချင်းမြတ်တာကိုကဆေးမနှဲဖို့ပို့ပို့ပြီးတိုးတက်အောင်လုပ်ကြဖို့တဦးနဲ့တဦးသဘောထားကြီးကြီးထားနိုင်ဖို့စိတ်ခံစားမှုနဲ့ဆိုင်တဲ့ဆက်နွယ်မှုတွေမှာတိုးပွားပြီးတော့အပြောင်းလဲမရှိအောင်ချစ်ခင်တွေ့တာမှုတွေပုံမတည်ဆောက်ကြဖို့အထူးပဲလိုအပ်ပါတယ်တစ်ခါတလေမှာသဘောထားကွယ်လဲခဲ့မယ်ဆိုရင်လေမိမိရဲ့စိတ်ကိုတည်ငြိမ်အေးဆေးအောင်ထားပြီးတော့အေးဆေးတဲ့အတန်နဲ့နူးညံ့တဲ့နှလုံးသားနဲ့အဖြေရှာဖြေရှင်းရမှာပါ ဒါအပြင်ရှိပါသေးတယ်။နှစ်ဦးစလုံးရဲ့အပြင်ဘက်မှာ in laws တွေကရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့အိမ်ဆောင်ရေးကိုလည်းအပြင်ပန်းအဖြစ်ကာကွယ်စောင့်ရှောက်ရတော့မယ်။နှလုံးသားဖြင့်လဲစိတ်ရှုပ်ထွေးမှုတွေစိတ်အနှောက်အယှက်ဖြစ်မှုတွေကိုကာကွယ်ရပါအောင်မယ်။ဒါပေမဲ့လို့စော်ကားပြောဆိုပြီးတော့အလွဲသုံးစားပြုတာတွေနဲ့တစ္ဆာမဲ့ဖောက်ပြန်တာတွေကိုတော့တီးခံခွင့်မလွတ်ဖို့အထူးပဲလိုအပ်ပါတယ်။ဒီအိမ်တော်ရေး process က စနစ်တကျသွားနေတဲ့အခါမှာလဲပြန်လဲပြုပြင်ခြင်းတွေနှစ်ဦးစလုံးကလှုပ်ဆောင်ကြရတဲ့အခါမှာဘယ်လိုအကြောင်းအရာတွေမှာ marriage ကိုကွဲအပ်စေတယ်လဲဒါကိုမိမိတို့ကဆန်းစစ်ရမယ်မိမိရဲ့အိမ်တော်ကိုလည်းအမြဲတမ်းအဆင်သင့်ဖြစ်နေဖို့ဥပမာတူဦးနဲ့တူဦးမေတ္တာမပြတ်တစ္ဆာရှိနေမယ်မဖောက်ပြန်မယ်မှန်ကန်တဲ့အိမ်တော်ရဲ့ဘဝမှာရှိနေမယ်ဆိုရင်ဘယ်သူကမှဝင်ရောက်ဖြတ်တောက်လို့မရပါဘူးရှင်ဒါကြောင့်ကုန်လွန်ပြီးသွားတဲ့အချိန်တွေကိုပြန်ပြီးတော့ fix လုပ်ယူမရပေမဲ့လို့အဲ့ဒီကနေမှမိမိတို့ရဲ့ဘဝအတွက် ပြန်လည်ပြီးတော့တည်ဆောက်လို့ရတယ်ဥပမာယောဂတစ်ခုလို့ပေါ့နော်ပြန်လဲကုသလို့ရတယ်နှစ်ဦးသားရဲ့လက်နှစ်ဖက်ကိုခိုင်ခိုင်မြဲမြဲလက်တွဲထားရင်လွတ်လပ်တဲ့ဘဝခီးကိုရှစ်ဆက်ပြီးချစ်တဲ့သွားနိုင်မှာပါနောက်ဆုံးမှာအမှန်တရားသာလျှင်တစ္ဆာရှိခြင်းသာလျှင်မဖောက်ပြန်ပဲအိမ်အောင်ရင်ခီးရှိကိုတိဆောက်သွားနိုင်ပါတယ် နှစ်ဦးသားလက်တွဲညီဖို့ပဲလိုပါတယ်ဆိုတာကိုတင်ပြရင်းနဲ့ဒီနေ့အတွက်အဆုံးသတ်ပြစေကျမရဲ့ညီကိုမောင်နှမတွေအားလုံးပဲအိမ်အောင်တစ်ခုကိုပျော်ရွှင်စွာနဲ့တည်ဆောက်နိုင်ကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်ဒီနေ့အတွက်သတင်းကဏ္ဍမှာတော့ မိမေရိုသခင်မ၏အစီအကံများ Servants of Mary အသင်္ကိုင်းဝင်သူတော်စင်များနဲ့တွေ့ဆုံခြင်းတွင်ပုံရံမင်းကြီးလီယို14ကချစ်ကြည်ရင်းနှီးမှုနှင့်ငြိမ်ချမ်းရေးကိုဆောင်ကျဉ်သူများဖြစ်ကြပါစေဟုပြောကြားခဲ့သည့်အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရောမမြို့နိုမာလာ20လေရ2025ခုနှစ်ကကျင်းပသော215ချိန်မြောက် General Chapter သို့တက်ရောက်လာကြသော မိမရောတခင်မရဲ့ဆေကံများ Servants of Mary အသင်္ကိုင်းဝင်သူတော်စင်များကိုပုံရမင်းကြီးလေးကို34ကကြိုးဆိုခဲ့ပြီးဧဝံဂေလိတရားတော်နှင့်အညီနေထိုင်ခြင်းသည်ဖခင်သခင်နှင့်အခြားသူများအပေါ်လေးနက်သောမေတ္တာထားခြင်း၌ထင်ရှားကြောင်းပြောခဲ့ပါသည်သင်တို့သည်ကြည်ရင်းနှီးမှုနှင့်ငြိမ်းချမ်းရေးကိုဆောင်ကျင်းသူများဖြစ်ကြရန်ဖိတ်ခေါ်ခြင်းခံရသူများဖြစ်သည်သူ၏မိဂွန်း၌သူတော်စင်များ၏ယုံကြည်ခြင်းနှင့်အစေခံမှုကိုချီးကျူးခဲ့ပြီး ၎င်းတို့အသင်ကိုင်း၏အခြေခံကျင့်စဉ်အမြင့်များစီသို့ပြန်သွားခြင်း၏အရေးကြီးပုံကိုလည်းမိမောင်းထိုးပြခဲ့က၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများကိုအနာဂတ်စီသို့ပုံဖော်လှုပ်ဆောင်ကြရန်တိုက်တွန်းခဲ့ပါသည်အသင်းတော်ကိုဆက်လက်ကြွယ်ဝစေရန်အတွက်ဧဝံဂေလိတရားရှင်တန်ပြီးဆင်ယဂစတင်၏ကျင့်စဉ်စီမင်းများကိုလက်ခံကျင့်သုံးကာစင်ရသားတို့၏ငိုကြွေးတံကိုနားထောင်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါသည်။ရှင်ဘောလု၏အသက်တာက ခရစ်တော်အတွက်အသက်ရှင်နေထိုင်ခြင်း၏အလှတရားကိုရောဤနှုတ်ကပတ်တော်နှင့်စာနမူနာများကိုစုပ်ကင်လိုက်နာခြင်းသည်အံ့ဩဖွယ်စာနမူနာများဖြစ်ကြောင်းကိုလည်းထောက်ပြခဲ့ပါသည်ယမင်းကြီးလီယိုကစင်ရသားတို့၏ငိုကြွေးတံကိုနားထောင်ခြင်းကဘာသာရေးသမားများအားကြီးမားသောအဓိပ္ပာယ်ကိုရှာဖွေတွေးရှိနိုင်မိဂျေဇုတော်အချိန်ခါကိုဘေဒနာသည်ဟုလည်းသတိပေးခဲ့ပါသည်ထိုနောက်ပုံရံမင်းကြီးကအမိမေရိုသခင်မရဲ့စေကံများ Servants of Mary ထင်ရှားသောလမ်းစဉ်၃မျိုးဖြစ်သည့် ညီကိုမောင်နှမသွေးစည်းညီညွတ်မှုအစေခံမှုနဲ့မာရီယန်မိမယ်တော်ဝိညာဉ်ရေးရာတို့ကိုလိုက်နာရန်တိုက်တွန်းခဲ့သည်ဤကဘာကြီးတွင်ထူးတာဝင်ဖြင့်ဘုရားသခင်ခေါ်တော်မူခြင်း၏လက္ခဏာတစ်ခုသည်ပရိပခါများစည်းစိမ်ဥစ္စာများယဉ်ကျေးမှု꽌ပြားမှုများလူမျိုးသောမဟုတ်ဘာသာရေးတို့ကြောင့်꽌ပြားနေသည့်လူများကြားတွင်ညီကိုမောင်နှမသွေးစည်းမှုစိတ်ဓာတ်ကိုရှင်သန်ကြီးထွားဖို့လှုံ့ဆော်ရန်ဖြစ်သည် ဤပေါင်းစည်းမှုအတွင်း၌သာမှန်ကန်သည့်ရွေးချယ်မှုများပေါ်ပေါက်လာပြီးယဉ်ကျေးလာကဘုရားသခင်ကကျွန်ုပ်တို့ကိုရှိစေခြင်းသည့်ဒုက္ခရောက်နေသည့်ညီကိုသို့မဟုတ်ညီမများအနာကျင်ဆုံးခံစားနေရသည့်နေရာထိုနေရာတွင်ရှိနေနိုင်ပြီဖြစ်သည်နောက်ဆုံးတွင်မိမေရောသခင်မအပေါ်သူတို့၏ကြီးမားသောမေတ္တာကိုအတိမတ်ပြုကာမိမေရောသခင်မအားဆက်လက်၍ဆုတောင်းခြင်းနှင့်အားကိုးစည်းကပ်ခြင်းတို့ကိုဆက်လက်လှူဆောင်ကြဖို့တောင်းဆိုခဲ့သည် လဝကတိုင်ခြေရင်တွင်ခိုင်မာစွာတစ္ဆာရှိစွာယက်နေသော အမိမေတော်သည်ဒုက္ခရောက်နေသည့်ညီကိုမောင်တော်မများအတွင်၌ခရစ်တော်ဆက်လက်ခံစားနေရသောမရေမတွက်နိုင်သော ကားတိုင်းများဘေးတွင်ညီတို့အမိမေတော်နှင့်အတူဆက်လက်ရှိနေရမည်ကို ပြသပါစေဟုဆုတောင်းပေးကာကောင်းကြီးမင်္ဂလာ ပေးသနာခြင်းဖြင့်အဆုံးသတ်ခဲ့ပါသည်။ ။ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။